သိုးတကောင်လိုနေမယ်ဆိုရင်ဝင်ပလွေစားတာကိုခံရလိမ့်မယ်။ဂျိုးသားတိုင်းလူကောင်းဖြစ်တိုင်းနေရရပြီးအောင်မြင်သွားကြတယ်ဆိုတာကရုပ်ရှင်ထဲမှာပဲရှိတယ်။လက်တွေ့လောကကြီးထဲမှာတော့တိတ်ပေါင်းမဝင်လောက်ဘူး။ဒီလိုပြောလိုက်လို့လေဂျိုးသားမှုနဲ့လူကောင်းဖြစ်တယ်မှုမဖြောက်လိုက်ပါနဲ့။ပထမဆုံးကို့ပဝင်းချင်းကိုတစ်ချက်လောက်အကဲဖြတ်ကြည့်လိုက်။ကို့လောက်တော့မတက်တဲ့သူတွေကနေရကောင်းနေရသွားပြီ။ကိုကတော့ဘူးမသိဘာမသိနဲ့ဘေးထွက်ထိုင်နေရတာမျိုးသုံးချခံလိုက်ရတာမျိုးတွေကြုံဘူးလား။အဲ့ဒီလိုကြုံတိုင်းလေကို့ကိုကိုပဲအပြစ်တင်နေမယ်ဆိုရင်တော့ခုံယူပါတယ်။ ခမရအမြဲတမ်းအနှင်းခံရမယ်မျက်ပင်ဖြစ်နေပါပြီဒီလိုအမြဲချနှင်းခံရတဲ့ဘဝကနေရုံထွက်ချင်ရင် The 48 Laws of Power ဆိုတဲ့စာအုပ်ကိုဖတ်ဒီစာအုပ်ရဲ့ Law နံပါတ်7မှာစာရေးသူ Robert Greene ကရှင်းရှင်းလေးပြောထားတယ် Call attention at all costs ကိုပြောက်လူသားမဖြစ်စေနဲ့ပေါ်လွင်အောင်နေတဲ့ဒီဤဥပဒေသားရဲ့အသေးပဲကိုပြောရရင်ခမရတော်တယ်ဒါပေမဲ့တိတ်တိတ်နေထောင်တယ်ဆိုပြီးတော့မှတိတ်တိတ်လေးပဲနေတယ်ဟိုတယောက်ကကြတော့ဘာမှမတတ်ပေမဲ့လူတွေအာယုံဆိုင်လာအောင်ထင်ပေါ်အောင်နေတတ်တယ် နောက်ဆုံးကြတော့လူတွေကမြင်ရတဲ့အရာပေါ်မှာပဲယုံကြည်တဲ့အတွက်သူကနေရရသွားပြီးခမ ्या ကိုတော့ကြောင်ထုတ်ထားလိုက်ရောဒါမတရားတာမဟုတ်ဘူးဒါလူတဘာဝပါပဲဒါကြောင့်အထင်သိမ်းမခံရခြင်းဘူးဆိုရင်ရတော့ထင်ပေါ်အောင်နေကုန်နေမှရမယ်ကဲ၍ခမ ्या ကတရားဖောင်တွေကိုမဝင်နိုင်သေးဘူးလူလောကထဲမှာပဲကျင်လည်ရအောင်မယ်ဆိုရင်တော့ဒီစာအုပ်ကခမ ्या အတွက်လက်နက်ပဲစာမျက်နှာ400ကျော်ပါတယ်ဒီအနေရများတဲ့စာအုပ်ကိုဖတ်ဖို့အချိန်မရှိဘူးဆိုရင်ခြွေနှုတ်အောက်ထဲမှာအနစ်ချုပ်ဝင်ဖတ်ပြီးတိုးရကောင်လုံးအဖြစ်မခံပဲကိုယ့်နေရာကိုကာဝယ်လိုက်ပါ